အားလုံးပဲမင်္ဂလာပါခင်ဗျာ။뇌ဦးမိသားစုဝင်အပေါင်းတို့ရေ뇌ဦး family youtube channel လေးကနေအားလုံးကိုပြန်နဲ့ကြိုဆိုပါရစေနော်။ဒီကနေ့မှာတော့ကဗျာဆရာမောင် ချောနယ်ရဲ့ကဗျာအချို့ကိုဖတ်ပြပေးပေးရစီခင်ဗျာ။ကျွန်တော်နဲ့အတူတူ live ပါခန်းစားနားဆင်ပေးကြပါအောင်နော်။ရေခဲပန့်သူခလုတ်ကလေးနှိပ်လိုက်ရင်တိတ်ကျိုးခွေကတခြင်းထွက်မယ်။မင်းလက်ကလေးကို ကင်ញံစမ်းလာတယ်။ဆက်ရုပ်လို့မလှူရှားကြမှာဘူး။ပူနားနိုင်ငံမှာပြန်တရာသေးပါစေ။အမှန်အတွက်တိုက်ပွဲဝင်မယ်။တန်လွင်မြင့်မျက်နှာပြင်မှာမောမြေရဲ့ရာဇဝင်တွေထင်ဟက်ရဲပနေတယ်။ရဲဘော်တို့တွေးဖြင့်ချယ်ဒီမွေးလာပြီရဲ့။ထို့အတွေးအမြင်ဤယနေ့တွင်အော်ရင်ခုန်တယ်များကြားပါစေ။ကောင်းငင်ဘုံမှာအိတ်မပြောခြင်းမဘူး။ ဒီလောကဒီမြေကြီးပေါ်မှာပဲနှစ်နှစ်ခြိုက်ခြိုက်ကြီးအိပ်ပျော်ခြင်းမာတဲ့ကျေးဇူးများစွာတင်မာရဲ့ဖရာသခင် ဆောင်းလျှောက်တော်မမူပါနဲ့တိရိခိတရာမကဗျာဆရာလေးအတဲမှာရေခဲပန်းနုယူရပါလော့အိုအမေ ရန်စီမြေရို့မှာတေထိုးသူတေကဗျာနဝယ်မှာငိန်ချောင်းအောင်တမ်းမက်ဆရာ ကောင်းလာပြီတဲ့မောင်ချောနွယ် ရန်သူမဲ့တော့နေရည်များမနဲ့မျက်နာတစ်ဖို့ပြင်နိုင်တွားလိုက်တံပေါ်မှာလွဲချော်မှုကို တွေ့ရာမွေးနှံ့တွေ ကြေကွယ်ရာဒီဥရုကခြေပြက်လက်ပြက်အနေထားအရက်ဆိုင်မှာတောင်းလူပားတဲ့နွားစေးလေးတလေးနဲ့ခုခံထားရင်ခံနာမယ်ထင်တယ်တွေ့ချောက်ချောက်တိရိစိမ့်နေဒါဟာပြက်ချော်မှုတစ်ခုပါ မုံမုံတိတ်တိတ် ညင်းဆန်ရဲ့မြောင်များစွာလမ်းချော်ပြီးခဲ့ပါပြီတနင်းငွေများဖန်တလဲလဲတနင်းငွေများနာရာရှိတနင်းငွေများစင်းနေသူသာအစီအနှင်းများညညူတဲ့များရှင်လန်းဝမ်းမြောက်ကြပါစေဒီလိုနဲ့ကွန်းခိုလွန့်ငယ်ကာလရေကြီးတစ်ဆက်မှာအသက်ရှူတဲ့တွေအငွေ့ပြန်အသက်ခွက်တဲ့ဘဝကိုရေခမ်းကြည့်တော့ခါ အသက်ရှင်ကွင်းကလွဲပြီးအာလုံးဖိတ်စင်ကွဲရှားခဲ့ပေပြီညီမလေးမမမြင့်ရီဒုနှလုံးသားတွေနဲ့သာထုစစ်ခဲကြတာပေါ့ကွယ်တေချာလွန်းတာကမမြဲတဲ့အနေစာတရားကမြဲလွန်းဒို့တွေရှုံလွန်းလာတယ်ကွယ်ကြပြာဆရာမောင်ချောနွယ်